အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေးဗစ်ပါ MMA မြန်မာနဲ့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်သတင်းကောင်းလေးတစ်ခုအာပြောပြချင်ပါတယ်ကျွန်တော်အရန်လဲဆေးလှရှားရတယ်ဝင်လဲဝင်းတာတဲ့အာသတင်းကောင်းလေးတစ်ခုကျွန်တော် share ပေးချင်တယ်ပေါ့နော်ကျွန်တော်မနေ့ကပဲဒီ UFC C ဟာ ਨੇ ဟိုအကြောင်းပြန်စာရတယ်ပေါ့နော်ဟို UFC ဒီ323ဒီဇင်ဘာလ6ရက်နေ့အာမှာပြုလုပ်မဲ့ပွဲကိုကျွန်တော် um တရင်ထောက်အနေနဲ့ပေါ့နော် journalist အနေနဲ့ကျွန်တော်တက်ခွင့်ရမယ် media ဟို credential ကျွန်တော်ရရှိသွားတယ်ပေါ့နော်မနေ့ကပဲသူတို့ approve ဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်ဟိုကျွန်တော် UFCC နဲ့ email confirmation ရတာဖြစ်ပါတယ်ဆိုတော့တကယ်ပဲကျွန်တော်ဝန်တာဝန်လဲဝန်လဲဝန်တာရဲကုံလဲယူရပေါ့နော်ဒီ Josh Owen ဝင်ပြီးတော့ထိုးမယ်တူခေါင်ပွဲအနေနဲ့ပါမယ်ဒီ UFC 323 Josh Owen ရဲ့ခပတ်ဟိုစင်ခေါ်ပွဲကြီးမှာကျွန်တော်သတင်းထောက်အနေနဲ့ဒါ media အနေနဲ့ကျွန်တော်တက်ခွင့်ရမယ်ဆိုတော့ရတကယ်ပဲဟိုဝန်တာရပေါ့နော်ပို့ပြီးတော့မှလည်းနီကအားပေးရမယ်ကျွန်တော်တို့မြန်မာပြိတက်တီအတွက်လည်းပို့ပြီးတော့မှဟို UFC မှာတရင်ထောက်လည်းမရှိဘူးပေါ့နော်ဆိုတော့အနီးကပို့ပြီးတော့မှဟို UFC ထဲမှာဘလို့ဘွဲတွေဖြစ်လဲဘလို့စီစဉ်လဲအာသူတို့ရဲ့အတွင်းထဲမှာဘလို့တွေလှူရှားကြလဲဆိုတာတွေကအဆပေါ့နော်ကျွန်တော်တို့မတိမမြင်တဲ့ဟာလေးတွေလည်းကျွန်တော်ပြန်ပြီးတော့မှတရင်လေးတွေလည်းယူဆောင်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟိုအတွင်းတရင်လေးတွေပေါ့နော်ပြီးတော့ ဟိုဒီတစ်ခေါက်ကတကယ်ဆိုမနစ်ကကျွန်တော်ဂျော့ရှော်ဘင်ရဲ့ပွဲ UFC 310ဖြစ်မယ်အဲရုံကခိုင်အာဆာခူရာနဲ့အာဒီဖန်ဒိုရှာပဲเนาะဟိုအလက်ဆန်ဒရာဖန်ဒိုရှာနဲ့သူတို့ဒီခေါင်ပွဲအနေနဲ့ကပတ်လူပွဲကစားတာပါအဲ့ဒါမှာတော့ဖန်ဒိုရှာနိုင်သွားတယ်ပေါ့လေဆိုတော့ဟိုအဲ့ဒီရုံကလည်းဂျော့ရှော်ဘင်နဲ့ဟိုဖန်ဒိုရှာနဲ့ကတ်တစ်ခုတည်းပါဆိုတော့ပြောရင်သူတို့သူတို့နှစ်ယောက်ကကာနော့ဆုံတယ်လို့ပြောရမယ်ဒီတစ်ခေါက်ကသူတို့တကတ်ထဲမှာဟို တပွဲထဲမှာထိုးရတာပေါ့เนาะဒီတစ်ခါနဲ့ဆိုရင်၃ချိန်မြောက်ပေါ့ဒီတစ်ခါကျတော့သူတို့မြန်နှစ်ချိန်ဆိုင်သူတို့နှစ်ယောက်ရှင်ပြန်ရတဲ့အခါပေါ့เนาะဆိုတော့ဟိုအဲ့တော့ကတော့ကျောက်ရှာပင်ကအမှန်တိုင်းပြောရင်ဒါချန်ပီယံနဲ့လဲဝေးတယ်စင်ကောဟိုစင်ကောမှုချန်ပီယံကိုစင်ကောမယ်ဆိုတာမျိုးလဲတိတ်အမှန်တိုင်းပြောရင်အဲ့လောက်ကြီးနှီးစမှုမရှိသေးဘူးပေါ့လေဆိုလူတော်သတိမထားမိသေးတဲ့အခါအချိန်ခါပေါ့လူပြောရမှာပေါ့เนาะဆိုတော့အဲ့တော့ကဆိုလို့ရှိရင်ဒီ သူဟိုခိုဒီတာတယ်နဲ့ပွဲပေါ့နော်ဆိုတော့လူတွေသတင်းမီဒီယာတွေ UFC တို့ဘက်ကလည်းအများကြီးသတိမထားမိသေးဘူးဆိုတော့တနေ့အခုတနေ့အချိန်တွင်းမှာကိုဟိုဒီဇင်ဘာ9ရက်ပေါ်အဲတုန်းကကြာတော့အခုကြာတော့ဒီဇင်ဘာလ6ရက်ဆိုတော့တနေ့အချိန်တွင်းမှာကိုပဲအပြောင်းလဲရတော့အရင်ပဲမြန်ဆာပါတယ်တနေ့အတွင်းမှာပဲကျော့ရှော့ဘင်းကလည်းတကယ်မထင်မှတ်ပဲနဲ့ဒီဘလိုခေါ်မလဲတကယ်ဟိုပရိသတ်တီလေးအောင်းအောရအောင်တကဘာလုံးတော့မှဒီ MMA လောကကြီးတုံးခါသွားရတော့အောင်ပေါ့နော်အဲ့လိုမျိုးတစ်နှစ်အတွင်းမှာလုံးဝလှုပ်ဆောင်ပြနိုင်ပြီးတော့မှချန်ပီယံဆင်ခေါ်ခွင့်ကိုပါကပ္ပဆင်ခေါ်ခွင့်ကိုပါရတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတကယ်ဝမ်းသာကုန်ယူရပါတယ်အခုဟိုကျွန်တော်ဟိုအနေနဲ့ပြောရရင်တော့ဒီမီဒီယာအနေနဲ့သွားရမယ်ဆိုရင်ကျွန်တော်မြန်မာမီဒီယာကဟို UFC မှာလည်းတခါမှရှိဖူးတာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးဟိုမြန်မာပြည်ကဟိုမြန်မာစကားပြောတဲ့ဒီ channel list ဒီ media personal အနေနဲ့ကျွန်တော်သွားမယ်ဆိုတော့ဒါဝင်လေဝင်တာလေးဒီဟိုဂုံလေးယုံမိတယ်ပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော်ပြိသက်တီးကျွန်တော်တို့ဟို mix way တွေညီကိုတွေဒီ UFC ပွဲတွေမှာဘယ်လိုမျိုးတွေဖြစ်နေတယ်ဘာတွေသူတို့လောက်ကြတယ်ဆိုတာမျိုးသိချင်တဲ့လူတွေရှိရင်ဘာတွေသိချင်လဲဟိုကွင်းထဲမှာကျွန်တော်ဘယ်လိုမျိုးဟို content တွေပေါ့နော်ယူဆောင်ပေးလိုက်ရမလဲဘယ်လိုမျိုးဟိုကျွန်တော် ူများထက်ထူးခြားအောင်ကျွန်တော်မြန်မာပြည်သက်တွေအတွက်ဘာတွေများကျွန်တော်လုပ်ပေးနိုင်မလဲဆိုတာကျွန်တော်လုပ်ပေးစီချင်တာကိုင်းထဲမှာဘာတွေဟို report ဒီလိုမျိုးဒီလိုမျိုးတွေလုပ်ပေးပါဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်တိချင်တဲ့လူအဲအဲ့လိုမျိုးလေးတွေတောင်းဆိုချင်တဲ့လူရှိရင်ကျွန်တော် comment မှာရေးသွားပါကျွန်တော်ဖတ်ပြီးတော့မှ okay ကျွန်တော်အတတ်နိုင်ဆုံးကတော့အားလုံးစိတ်ကြံထားမှုရှိအောင်ကျွန်တော်ပြင်ဆင်လာမယ်ပေါ့နော်ဆိုတော့ကျွန်တော် um ဒီ UFC ဘွဲတော့ UFC media အနေနဲ့တော့ဒီတစ်ခါပထမအဆုံးဖြစ်မှာပေါ့ဒါပေမဲ့1ဒီ ဝမ်ပွဲပေါ့နော်ကိုအောင်လာအောင်ဆန်းအာပွဲဆိုဒီကိုလိုရာဒိုမှာ US မှာလို့တုံးကကျွန်တော်သွားပူတယ်ပြီးတော့ကျွန်တော်ဟျူစတန်က Fury ပွဲတွေပေါ့နော်အဲ့လိုမျိုးတွေမှာလည်းကျွန်တော်ဒီ media press credential နဲ့ကျွန်တော်ဝင်ပူတယ်ဆိုတော့အဲ့လိုမျိုးသတင်းတွေအဲ့လိုမျိုးတွေခါပါလောက်တာတော့ကျွန်တော်အထွေဂျုံကတော့အတိုင်းအတိုင်းတာတစ်ခုထီတော့အ ਨੇ ချင်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ UFC လို့တကယ်ကမ္ဘာနံပါတ်1 promotion မှာတော့ဒါကျွန်တော်ပထမဆုံးအကြိမ်ပေါ့လေဆိုတော့ ကျွန်တော်ဗာလီတွေလုတ်သိနေဗာလီတွေဘယ်လိုမျိုးလေးတွေတော့တင်ဆက်ပြပါဆိုတာမျိုးလေးပေါ့နော်တောင်းဆိုချင်တဲ့လူတွေရှိရင် comment မှာရေးထားပြပါဆိုတော့အာဘာဖြစ်ဖြစ်အာဝန်တာကုံယူရပါတယ်ကျွန်တော်သတင်းကောင်းလေးကိုလာပြီးတော့မှဟိုကျွန်တော်ညီကိုတွေနဲ့လာပြီး share တာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော် David ပါကျွန်တော် Houston Texas မှာနေပါတယ်အာ US မှာပေါ့နော်ဆိုတော့ဒီတစ်ခေါက် UFC 323 Las Vegas Nevada မှာကျင်းပမယ်အာ Joshua Ben ရဲ့ခပတ်စင်ခေါ်ပွဲပေါ့နော် flyweight စင်ခေါ်ပွဲ pandosha နဲ့ပွဲမှာကျွန်တော် media ဟိုအနေနဲ့ပေါ့နော်ကျွန်တော်တက်ရောက်ခွင့်ရရှိမှာဖြစ်တယ်ဆိုတာကိုလာပြီးတော့သတင်းကောင်းပါတာပါ see you